တင်းတော့အလုံးပဲမင်္ဂလာပါเนาะကျွန်တော်နောက်ထပ်ကလန်နာမူလေးတစ်ဆိုင်ပေါ့เนาะ Okay ဒီလောက်ဆိုရင်တော့ကျွန်တော်မြင်မယ်လို့ထင်ပါတယ်ဗျာเนาะဒီတစ်ချိန်လည်းနည်းနည်းလေးဝါးသွားမယ်ဆိုတော့ပေါ့เนาะ Okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်အောင်ပေါ့เนาะကျွန်တော်ဒါကတော့လောကကတ်တွန်းလေးပေါ့เนาะကတ်တွန်းဆိုင်လေးဖြစ်ပါတယ်ကျွန်တော်21ကနေပြီးတော့ပေါ့เนาะ23 25 25ပေါ့เนาะ Okay နည်းနည်းထပ်ပြီးတော့ချဲ့ပြလိုက်မယ်ပေါ့เนาะဟုတ်ပြီကျွန်တော်စပြီးတော့ကြည့်မယ်ပေါ့เนาะ ပထမဆုံးကျွန်တော်တို့ဒီထိပ်စီးနော်ထိပ်စီးကကျွန်တော်ဒီမှာ code 1ဆိုတော့ဒီနှလုံးပေါ့နော် code 1ပြီးရင်ကျွန်တော်ဒီခါးထဲကခွန်နဲ့ပေါ့နော်နောက်တစ်နေ့24ကပေါ့နော်19ခွန်ဆိုတော့ပေါင်းချင်းနံပါတ်ခွန်နော်ပေါင်းချင်းနံပါတ်ခွန်ဒီဒီမှာကျွန်တော်တို့ခွန်ထိပ်စီးလို့ရိုက်တယ်နော်ခွန်19ဆိုတော့ပေါင်းချင်းနံပါတ်ခွန်ဒီခွန်ထိပ်စီးနော်ခွန်ထိပ်စီးပြီးအောက်ကိုဆက်ပြီးတော့ကြည့်မယ်ပေါ့နော်ကျွန်တော်ဒီမှာခွန်9ဆိုတော့ ခွန်ကူးနှစ်ပေါင်းခြင်းနံပါတ်8ဖြစ်တယ်ပေါ့เนาะဒီမှာ8ထိပ်စီเนาะ69လေးဆိုပြီးတော့ကျွန်တော်တို့စဉ်းထားတယ်ဒါဆိုရင်ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့ကဏ္ဍပေါ့เนาะ3ဒီခါးတဲ့က2ရဲ့ကျွန်တော်တို့ဒီကရှေ့ကကျွန်တော်တို့နံပါတ်9ရဲ့ပေါင်းမယ်ပေါ့เนาะဒါဆိုရင်ခွန်3နှစ်ဆိုတော့ပေါင်းခြင်းနံပါတ်2ဖြစ်တယ်เนาะ2ထိပ်စီเนาะ2ထိပ်စီလေးကျွန်တော်တို့ရပြီပေါ့เนาะစာနေပြန်ပေါ်ပါမယ်เนาะဒီမှာ169ခွန်ဆိုတော့ပေါင်းခြင်းခွန်ဒီကျွန်တော်တို့ခွန်ထိပ်စီ 2029ဆိုတဲ့ပေါင်းခြင်းနံပါတ်8ဒီ8ထိပ်စီ032ဆိုတဲ့ပေါင်းခြင်းနံပါတ်ဒီ2ထိပ်စီဆိုပြီးတော့ကျွန်တော်တို့ဖမ်းမယ်ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဒီမှာခါးတိုင်းပေါ့နော်ခါးတိုင်းဒီဒီနှလုံးပေါင်းခြင်းနော်ဒီနှလုံးပေါင်းခြင်း3ည6ဆိုတဲ့3ညဒီဒီမှာ3ညခါနော်ဒီမှာကျွန်တော်တို့02ဆိုတဲ့ပေါင်းခြင်းနံပါတ်နော်02ဆိုတဲ့ပေါင်းခြင်းနံပါတ်ဒီ6ဖြစ်တဲ့အတွက်6ခါ เนาะဒါဆိုရင်ဒီမှာရှိနေတဲ့ကျွန်တော်တို့ဒီမှာခွန်3เนาะပေါင်းခြင်းနံပါတ်3ဘယ်လောက်လဲခွန်3ဆိုတော့ပေါင်းခြင်းနံပါတ်3ညဖြစ်တဲ့အတွက်ကျွန်တော်တို့3ညခါเนาะဟုတ်ပြီကျွန်တော်တို့ဒီမှာကျွန်တော်ထိတ်နဲ့ကျွန်တော်တို့ခါရပြီဆိုတော့ကျွန်တော်တို့အပိတ်လေးတစ်ချက်ကြည့်မယ်ပေါ့เนาะအပိတ်ဒီကျွန်တော်က break နဲ့သွားပြီးတော့ဖမ်းမယ်ပေါ့เนาะဒီနှလုံးပေါင်းခြင်းနှစ်เนาะနှစ်နှစ်ပါဝါဒီခွန်ဆိုပြီးတော့ဒီမှာခွန် break เนาะ900ကြာ ုံကိုပေါင်ခြင်းနှစ်မြက်ပါဝါကွန်ကွန်ပရိတ်တပင်ချာမှာကျွန်တော်ရှိနေတာဒီကျွန်တော်တို့6တုံညပေါင်ခြင်းနံပါတ်နံပါတ်6 6ပါဝါဒီ1เนาะ1ဆိုတော့ကျွန်တော်တို့694ဆိုတဲ့1ပရိတ်เนาะဒါဆိုရင်တပင်ချာမှာကျွန်တော်တို့ရှိနေတာဒီ4နှစ်ဆိုပြီးတော့နံပါတ်6ဖြစ်တယ်6ပါဝါဒီနံပါတ်1ပရိတ်ပါ1 3 9ဆိုတော့ကျွန်တော်ဒေထိုးရမယ်ပေါ့เนาะ နေရာနဲ့ကိုဝင်ဖြစ်ပါတယ်။ဒါကတော့ကျွန်တော် ပြန်ကြပေါ့နော်။ပြန်ကြဆိုဒီမှာကျွန်တော်206က24ချိန်မှာကြာပြီးထားတယ်ပေါ့နော်။ဒီမှာလဲ206ကိုဆက်ပြီးတော့ရတယ်ဆိုတော့ပြန်ကြကြတဲ့မိတ်ဆွေတွေငယ်ချင်းများကတော့ကန်ဆန့်ကြည့်ပါဗျ။အားလုံးကိုကျေးဇူးတူတင်ပါတယ်။နောက်ထပ်မူလေးတွေနဲ့ပြန်လာပါအောင်ပဲ။ဘိုင်ဘိုင်ပါဗျ။